မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်နဲ့အတူတူအလုလုရန်အတင်းထားဟုဦးကြည်တိုပြောတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြမဒီမိုကရေစီအရေးအတွက်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အတူတူဆက်အလုပ်လုပ်နိုင်ရန်အားတင်းထားကြောင်းနှင့်ကျမ်းမာရေးခရီးစိုက်ပြီးနေထိုင်ခဲ့သည်ဟုစစ်ကော်မရှင်လွတ်ငြိမ်ဖြင့်အင်းစိန်ထောက်မှယနေ့နိုဝင်ဘာ29ရက်နေ့ပြန်လည်လွတ်မြောက်လာသည့်ဦးကြည်တူကပြောပါရယ်ဦးကြည်တူသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NDE ဗဟိုပြန်ကြားရေးတွင်အရေးပါထင်ရှားသူတစ်ယောက်ဖြစ်ပါရယ်စစ်တပ်အာဏာသိမ်းပြီးနောက်ရန်ကုန်မြို့လှည့်တက်၌ဦးကြည်တူကိုစစ်တပ်ကဖမ်းဆီး၍ထောင်ချခဲ့ပါရယ်အသက်60အထိ အန်တီဒေါ်အောင်ဆန်းစုကြည်နဲ့အတူတူအလုပ်လုပ်ရန်အားတင်းထားသည်ဟုဦးကြည်တိုးကသတင်းမီဒီယာအချို့ဤရှိတွင်ယနေ့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်ကော်မရှင်ကရဇသက်ကြီးပုံမှ905ကကြီးအရာဖြစ်တန်ကြခံရရှိသောအကျဉ်းသား824ဦးကိုခံဝင်ဖြစ်၎င်း2361ဦးကိုကြံရှိပြစ်ဒဏ်ရော့ပေါ်၍လူငယ်ခွင့်ပြုခဲ့ကြောင်းနှင့်ထိုပုံမှားဖြင့်တရားစွဲဆိုခံရပြီးဖွဲ့ပြေးတိတ်ရှောင်နေ၍ရဇဝတ်ကျင့်ထုံး ဥပဒေပုံမှန်912ဖြင့်တရားစွဲဆိုခရရသူ9580ဦး၏အမှုများကိုပိတ်သိမ်းကြောင်းယမန်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။ရှင်နေအင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသူများတဲတွင်ဆီအာနာရှင်စန့်ကျင်ရေးလူတူးတပိတ်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည့်တာကာတာចောင်းသားဟောင်းများအင်အားစု၏တွဲဖက်တီထောက်သူနှင့်အလွတ်တန်းတပ်ပုံတရင်တောက်ကုစော်လင်းထုတ်ခဖူးသားလည်းပါဝင်ပါသည်။ စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ခြင်းကြောင့်စစ်ကောမရှင်ကဖမ်းဆီးကပုံမှန်905ကကြီးဖြင့်ဖမ်းဆီးထောင်ချထားသည့်အကျဉ်းသားအကျဉ်းသူ3000ကျော်ကိုပြစ်ဒဏ်များမှရှော့ပေါက်ပေးလိုက်ကြောင်းရမန်နီနိုဝင်ဘာ26ရက်ရက်စွဲဖြင့်ထုတ်ပြန်ပါရယ်စစ်ကောမရှင်ကပြစ်ဒဏ်မှရှော့ပေါက်ပေးလိုက်သူများသည့်နိုင်ငံစုကူအောင်လှုံ့ဆော်သည့်ပုတ်အဖြစ် လူတိများသည့်ပုံမှန်905ကကြီးဖြင့်ဖမ်းဆီးထောက်ချခံရသူများဖြစ်ပါသည်။ယခုပြလို့ပေးလိုက်သူများတဲမှာ824ဦးသည်နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါကထိုပြစ်ဒဏ်အပြင်ကြားခံရန်ကြံရှိသည့်ပြစ်ဒဏ်များကိုပါဆက်လက်ကြားခံရမည်ဖြစ်ပါသည်။နောက်ထပ်2362ဦးကိုမူရင်းတို့တရားစွဲဆိုထောင်ချခံရသည့်ပုံမှန်905ကကြီးပါပြစ်ဒဏ်များကိုလျှော့ပေါကလူငိမ့်သက်သာခွင့်ပြုလိုက်သည်ဟုစေကော်မရှင်ဤထုတ်ပြန်ချက်တွင်ပါရှိပါသည်။ ထိုသူများသည်ပုံမှန်905ကကြီးပါပြစ်ဒဏ်များကိုတက်တာခွင့်ရတော့လေအခြားပုံမှန်တမျိုးမျိုးဖြင့်တရားစွဲဆိုခံထားရပါကထိုအပြစ်မှလွတ်မြောက်မည်မဟုတ်ပေပုံမှန်905ကကြီးကိုစစ်တပ်အာဏာသိမ်းအပြီးနှစ်ပတ်ကြာဖေဖော်ဝါရီ14ရက်တွင်စစ်ကောင်စီကပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်ထိုပုံမှန်သည်တရားစွဲခံရပါကအာမခံမရသည့်ပုံမှန်ဖြစ်ပြီးပြစ်ဒဏ်ကို၃နှစ်သတ်မှတ်ခဲ့ပါတယ်ပုံမှန်905ကကြီးဖြင့်ဖမ်းဆီးခံခဲ့ရသူအများစုသည်2021 စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်သည့်အနေဖြင့်အကြမ်းမဖက်လူထုလှုပ်ရှားမှု CDM တွင်ပါဝင်သည့်ဝန်ထမ်းများစစ်အာဏာသိမ်းမှုကိုစန့်ကျင်သည့်ဆန္ဒပြပွဲတွင်ပါဝင်သူများစစ်အာဏာသိမ်းသည့်ကိုဆိုရှယ်မီဒီယာများတွင်ကန့်ကွက်စာရေးသားခြင်းရှုံ့ချခြင်းနှင့်စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီးသတင်းဌာန၏ဖော်ပြချက်များကိုမှတ်ချက်ရေးသားခြင်းပြန်လည်မျှဝေခြင်းနှင့်ထင်မြင်ချက်ရေးသားခဲ့သူများဖြစ်ပါသည်စစ်တပ်အာဏာသိမ်းပြီးနောက်ပုံမှန်905ကြီးဖြင့်ဖန်ဝရံထုတ်ခံရသူများတွင်ဆိုရှယ်မီဒီယာတွင်ထင်ရှားသူများ ဂျာနယ်လစ်များအမှုပညာရှင်များထင်ရှားကြော်ကြားသူများပါဝင်ပါတယ်ထို့သောပုံမှန်905ကကြီးဖန်ဝရံထုတ်ခံထားရပြီးနောက်တင်းရှောင်နေသူထို့သောတင်းရှောင်ခြင်းကြောင့်တရားခံပြီးပုံမှန်932နဲ့ထပ်မံတရားစွဲဆိုခံထားရသူ9580ဦးကိုလည်းအမှုပိတ်သိမ်းပေးလိုက်သည်ဟုစစ်ကော်မရှင်ဤထုတ်ပြန်ချက်တွင်ဖော်ပြပါသည်ထို့သူများသည်လည်းပုံမှန်905ကကြီးဖြင့်တရားစွဲဆိုခြင်းတရားခံပြီးပုံမှန်ပုံမှန်912နဲ့တရားစွဲဆိုခံရခြင်းမှာလွတ်မြောက်တော်လင်း တခြားပုံမှန်တမျိုးမျိုးတန်တရားစွဲဆိုခံထားရပါကထိုဖြစ်တမ်းမှလွတ်မြောက်နိုင်မည်မဟုတ်ပင်ဆက်လက်ပြီးကျန်းဖို့ပါတီကိုမဲပေးရေးမဲဆွေနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လှုပ်သူမှန်သမျှအကုန်သက်ရမည်ဟုပြောတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကျန်းဖို့ပါတီကိုမဲပေးရေးမဲဆွေနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လှုပ်သူမှန်သမျှအကုန်သက်ရမည်ဖြစ်ကြောင်းပြည်တွင်းစစ်လော်ဘီ Telegram Channel တစ်ခုသို့ထုတ်ဖော်ပြောဆိုပါတယ်တရုတ်ဆောင်နေအောင်က၎င်းတို့အနေဖြင့် စစ်သားသားသမီးဖြစ်၍ယူနီဖောင်းမြင်လျင်ပင်ချစ်ကြောင်းကျန်းဖို့ပါတီသည်စစ်တပ်မှလာသောပါတီဖြစ်၍ကျန်းဖို့ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွယ်စည်းရုံးရည်များတွင်ကျန်းဖို့ပါတီကိုချစ်၍ကျန်းဖို့အင်ကြီးအုတ်ထုတ်ကိုမိမိဆန္ဒအရဝစ်ဆင်လာခြင်းဖြစ်ကြောင်းစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတိမငြိမ်ဖြစ်အောင်လုပ်သူမှန်သမျှကိုအကုန်တတ်ရမည်ဖြစ်ကြောင်းကျန်းဖို့ပါတီအာဏာရလာပါကတိုင်းပြည်တည်ငြိမ်အေးချမ်းသွားမည်မှာအသေးစားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နိုင်ငံရေးအခင်းအကျင်းကတော့တိုင်းပြည်ကိုမတိငြိမ်အောင်လုပ်တဲ့ကောင်မှန်သမျှအကုန်တတ် ကျွန်တော်ကစစ်သားသားသမီးလေး uniform ညင်ချစ်တယ်လေဆဲတဲ့ကောင်တွေတေးပေါ်တေးကြပေါ်ကျွန်တော်ကပြည်တော်စုကြက်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ်သူများဝက်ခိုင်းလို့ဝက်တာမဟုတ်ဘူးချစ်လို့ဝက်တာကျွန်တော်ကနိုင်ငံရေးခံယူချက်မရှိဘူးကျွန်တော်ကစောနာကပြောသလိုပြည်ခိုင်ဖြိုးသည် come from the military တမတော်ကလာတဲ့အဖွဲ့အစည်းများလူတွေပဲတမတော်မကခွဲရင်အခုဆိုရင်လူတွေဘဝပြတ်ကုန်ပြီနိုင်ငံတကာမှာတက်မတော်မရှိတဲ့နိုင်ငံရှိလားဟုတရုတ်ဆောင်နေအောင်ကဆိုပါတယ်တရုတ်ဆောင်နေအောင်မှာ ရန်ကုန်တိုင်းအတွင်းရှိကြံ့ဖို့ပါတီ email ဆွဲစည်းရုံးပွဲများစိုင်းဘုတ်ဖွင့်ပွဲများတွင်မကြာခဏဆုသလိုတက်ရောက်လေရှိပြီးပွဲတိုင်းတွင်ကြံ့ဖို့ပါတီဝစ်စုံကိုအပြည့်အစုံဝစ်စင်မဲဆွဲလေရှိပါတယ်။နေအောင်ကကြံ့ဖို့ပါတီအတွက်မဲဆွဲ၍၎င်းကိုဆဲဆိုလာပါကလည်းဂယုမဆိုင်ကြောင်းလူလူချင်းမကြောက်ဖဲစင်ပေါ်တွင်တက်ရောက်ချင်းထွေနိုင်ကြောင်းချောင်းရွေလောက်ကြံ့ပြီဆိုလျင်အချောက်သာဖြစ်ကြောင်းပြောဆိုပါတယ်။ရှင်းပြင်တရုတ်ဆောင်နေအောင်ကမွတ်စလင်များသည့်ဧည့်သည်များဖြစ်ပြီးအိရှိဖြစ်သူများနှင့်အဆင်ပြေအောင်နေထိုင်ရမည်ဖြစ်ကြောင်းထို့သောမနေလျင်အဆင်မပြေကြောင်း လာမယ့်ရွေးကောက်ပွဲတွင်မိသူမဆိုအသက်၁၈နှစ်ပြည့်ပြီးသူတိုင်းမဲယုံသို့သွား၍မဲပေးရမည်ဖြစ်ကြောင်းသရုပ်ဆောင်နေအောင်ကပြောဆိုပါရယ်။ကြံခိုင်ရေးပါတီတရင်ရင့်မြစ်ကမူရုပ်ရှင်သရုပ်ဆောင်များကိုမဲဆွဲစည်းရုံးမှုတွင်အသုံးပြုနေရာတွင်ရပ်ပေါင်း60မဲဆွဲစည်းရုံးပွဲများအတွက်ငွေကြေးတိုက်ရိုက်ပေးချေကြောင်းတက်ဆိုင်ရာတိုင်းနှင်းမျိုးနွယ်များအလိုက်လေသရုပ်ဆောင်နှင့်အမှုပညာရှင်များကိုခေါ်ယူဝန်းရံခိုင်းရန်ဗကြက်များချထားပေးကြောင်းပြောဆိုပါရယ်။မဲဆွဲပွဲနှင့်ဆိုင်းပုတ်ဖွင့်ပွဲတက်ပြီးဖို့ဖိတ်တာမှာသူတို့အတွက်သွာလာကနှင့်တက်ရောက်ခ အဲ့ဒါတော့စီစဉ်ပေးရတယ်တကွေးဘလောက်ဆိုတာမျိုးမဟုတ်ဘူးရပောင်း60မဲဆွယ်ခွေကာလတစ်ခုလုံးအတွက်တခါတည်းငှားလိုက်တာပါဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်ရှင်းပြင်းစစ်တပ်ကလည်းစစ်တပ်ထောက်ခံတော်တရုတ်ဆောင်စိုးမြတ်သူစာကျော်ရဲအောင်အပါဝင်တရုတ်ဆောင်များကိုတန်ချောင်းတင်သွင်းခွေ့သွင်းကုတ်ပါမင်းများချထားပေးပြီးစစ်တပ်နှင့်ဆိုင်သောပွဲများသို့တက်ရောက်ရန်စစ်တပ်ကဖိတ်ကြားကြောင်းသိရပါတယ်ဆလပီမြမရွေးကောက်ပွဲလွတ်လပ်မှုနှင့်ယုံကြည်စိတ်ချရမှုမရှိဘူးလို့ထိုင်းနိုင်ငံသားယူဖွင့်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာဒီဇင်ဘာလကစတင်ပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုဒါမှမဟုတ်ယုံကြည်စိတ်ချရမှုရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားဦးဝင်ကြီးကပြောကြားပြီးဖန်ဆီးထားတဲ့ခေါင်းဆောင်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒိုဘယ်ငင်းချန်ယေဆုရှင်ရဲ့ရွေးကောက်ခံအစိုးရကိုစစ်တပ်ကထုတ်ဖယ်ပြီး2021ခုနှစ်မှာအာဏာသိမ်းခဲ့တာကြောင့်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ပွားနေပါတယ်။ စစ်တပ်ကောင်းဆောင်တွေကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်လေရင်ကြားစစ်ရေးအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့အမွန်တင်ပြောဆိုနေပေမယ့်နော်အောင်ဆန်းစုကြည်ရောသူ့ရဲ့ပါတီဖြတ်သိမ်းခံထားရတဲ့ NLD ပါတီရောရွေးကောက်ပွဲဝင်ခွင့်မရဖြစ်နေပါတယ်။ရွေးကောက်ပွဲတွေကိုစစ်တပ်နဲ့သူတို့ရဲ့မဟာမိတ်လက်နက်ကိုင်တွေထိန်းချုပ်မထားနိုင်တဲ့ဒေသတွေမှာကျင်းပမှာမဟုတ်ပဲဒီရွေးကောက်ပွဲဟာစစ်တပ်ဆက်လက်အုပ်ချုပ်ဖို့ကျင်းပတဲ့အတူယောင်ရွေးကောက်ပွဲဖြစ်တယ်လို့လေလာသူတွေကပြောထားပါတယ်။ မြန်မာရွေးကောက်ပွဲကိုကျွန်တော်တို့ကလွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိထားပါတယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖူအန်ကက်ခွေကနိုဝင်ဘာ25ရက်ညနေပိုင်းမှာပြောလိုက်တာပါ။မိမိတို့အနေနဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုလို့ရမယ်အနေထားမှာမရှိဘူးလို့ခန့်စားနေရပေမယ့်အဲ့ဒီရွေးကောက်ပွဲဟာပြုပြင်ပြောင်းလဲရေးအတွက် အခြေခံအုတ်တချက်ဖြစ်နိုင်တယ်လို့စီဟာဆက်ကပြောပါတယ်၂030ပြည်နှစ်တုန်းကပြည်ပြဆုံတယ်လို့မဆိုနိုင်တဲ့ရွေးကောက်ပွဲမှာဘူချုပ်သိန်းစိန်သမရအဖြစ်ရွေးကောက်ခံရပြီးဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမှုနဲ့တူနောက်တစ်ချိန်ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့တဲ့အခြေအနေကိုထိုင်းနိုင်ငံသားဤဝန်ကြီးကထောက်ပြပြောဆိုထားပါတယ်ဒီပြည်ပြဆုံမှုမရှိတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံပြန်လည်တည်ငြိမ်ဖို့နဲ့ဒီမိုကရေစီပြန်ကောင်းဖို့ကောင်းမွန်တဲ့အခွင့်အလမ်း တစ်ခုဖြစ်ကောင်းဖြစ်လာမှာပါဟုသူကဗန်ကောက်မြို့မှာသတင်းတောက်တွေကိုပြောပါတယ်။ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကနေစီးပွားရေးအရာတင်းရှောင်လာသူတွေကိုရောစစ်ပေးရှောင်တွေကိုရောလက်ခံထားပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြတ်ပါဝင်ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးကိုလွှတ်ပေးဖို့နိုင်ငံတကာကအကြိမ်ကြိမ်တောင်းဆိုထားပေမယ့်စစ်ကောင်ဆောင်တွေကပယ်ချထားပါတယ်။